အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအီရန်ကိုဘုံကျဲတိုက်ခိုက်ခြင်းဖြင့်နိုင်ငံရေးအမျက်ထုတ်ဖို့ကြိုးပမ်းနေလို့အေရှားတိုင်းစ်ကဖော်ပြခဲ့ပါတယ်။ထရန့်ဟာအီရန်နျူကလ িয়ার ဆက်ရုံ၃ခုဖြစ်တဲ့ဖော်ဒို၊နက်စတန်နဲ့အစီဖိုင်ဆက်ရုံတွေကိုဘီဒူးဘုံကျဲလေယာဉ်တွေတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာထရန့်အမေရိကန်ပထမမူဝါဒနဲ့တိတိကျကျကွဲထွက်နေကြောင်းထောက်ပြကြပါတယ်။ဒီလှုပ်ဆောင်ချက်ကိုဒုသမ္မတ JD Vance ကထရန့်ဝါဒလို့စိတ်ကက်ခဲ့ပြီးမြို့သားလုံခြုံရေးအတွက်တန်တမန်နည်းနဲ့ဖြေရှင်းလို့မရပါကအင်အားသုံးဖြေရှင်းမှုအချက်ကိုထင်ရှားပေါ်လွင်စေခဲ့ပါတယ်။အမေရိကန်ကအီရန်ကိုတိုက်ခိုက်မှုပြုလုပ်ပြီးအီရန်နဲ့အစ္စရေးကြအပြစ်ကဲ့ရဲစဲတဲ့သဘောတူညီချက်ရရှိ ခဲ့ပါတယ်။ဒါကြောင့် Trump စစ်စေးကလေးမြန်ပြီးအောင်မြင်တဲ့ရလဲထွက်ခဲ့လို့ကြွမ်းကျင်သူတွေကတုံ့တက်ခဲ့ပါတယ်။ Trump ကို Republican တွေရဲ့ထောက်ခံမှုတွေနဲ့မြင့်တက်လာခဲ့က Republican Party မဲပေးသူ80ရာခိုင်နှုန်းကဒီတိုက်ခိုက်မှုကိုထောက်ခံခဲ့သလိုအမျိုးသားလုံခြုံရေးတဲ့အင်အားမဲ့လှုပ်ဆောင်ခဲ့တဲ့ Trump ကိုချီးကျူးနေကြပါတယ်။ဘလို့ပဲဖြစ်ဖြစ် Trump ရဲ့ဘက်တော်သားတွေဖြစ်တဲ့တက်ကာကာစင်နဲ့ Steve Bannon တို့လို Republican တွေကတော့ Trump တိုက်ခိုက်မှုဟာစစ်ဆန့်ကျင်တဲ့ Trump ကလေးစကားတွေနဲ့စန့်ကျင်ပဲဖြစ်နေတယ်သတိပေးခဲ့ပါတယ်။ Hannity နဲ့ Levin တို့လို Fox News သတင်းဌာနအစီအစဉ်တင်ဆက်သူတွေကတော့ Trump ရဲ့လှုပ်ဆောင်မှုကိုကြီးမားမားအမွန်းတင်ဖော်ပြနေကြ လာပြီးအီရန်နျူကလ িয়ার ရည်မှန်းချက်ကိုကြီးမားတဲ့ချိန်ချောက်မှုဖြင့်ပုံဖော်ပြောဆိုခဲ့ရပါတယ်။စစ်တမ်းတွေရဲ့အဆိုအရအမေရိကန်ပြည်သူစုစုပေါင်း89ရာခိုင်နှုန်းကအီရန်တုတ်ပြန်တိုက်ခိုက်မဲ့အရေးကိုစိုးရိမ်နေကြပြီးထရန့်ရဲ့လုံဆောင်ချက်ကိုထောက်ခံခဲ့ကြပါတယ်။ထရန့်ကအီရန်ရေးမှရဲစွန့်လုံဆောင်ချက်ဟာစစ်ဘဲကိုရှောင်ကျဉ်မယ်ဆိုတဲ့ရွေးကောက်ပဲကတိကိုချိုးဖောက်ပြီးသူ့ကိုယ်သူအင်အားကြီးမားတဲ့ခေါင်းဆောင်တို့ဖြင့်ဘဲဆန္ဒရှင်တွေကိုမြင်တွေ့စေလိုခြင်းဖြစ်ကြောင်းလေးလာသူတွေကပြောကြားခဲ့ပါတယ်။